ဆေးပညာလောကမှာ physics ဆိုတဲ့ယူပဗေဒကအရန်ကိုအထောက်အကူပြုရဲဆိုတာကိုကျွန်တော်ဒီနေ့ပြောပြချင်။ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အကိုရင်းငါတွေကိုမနာမကျင်မခွဲစိတ်ရမင်းနဲ့သိရှိနိုင်အောင်ဆိုပြီးတော့ဒီဆက်ပစ္စည်းတွေကိုယူပဗေဒနဲ့တဆင်တီထွင်ခဲ့။ကဲဒါဆိုရင်ဒီနာမည်တွေကိုတော့တော်တော်များများနဆွန်နှပြားတော့ကြားဘူးမယ်။ကိုယ်တိုင်ကြုံမှုတဲ့ပစ္စည်းတွေကိုလည်းနည်းနည်းပါးပါးတော့သိ။ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ဒီဆက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုနေရာတွေမှာဘယ်လိုမျိုးသုံးလဲဆိုတာကိုကျွန်တော်ပြပြပေးမယ်။ X-ray ဆိုတဲ့ဓာတ်မှန်ကတော့ကျွန်တော်တို့ဒီလျှက်စစ်တန်လိုက် line 9မျိုးထဲမှာဒုတိယမြောက်အားပြင်းဆုံးဖြစ်တယ်ပေါ့နော်ဆိုတော့သူထပ်အားပြင်းတာကတော့ gamma ray ဆိုတဲ့ radiation ဆိုတော့ X-ray ကိုဘယ်လိုမျိုးရလဲဆိုရင်တော့ X-ray tube လို့ခေါ်တဲ့ tube တွေကနေပြီးတော့ရတယ်သူ့ရဲ့အားသာချက်ကတော့သူက soft tissue လို့ခေါ်တဲ့ကျွန်တော်တို့ရဲ့အသားတွေကိုဖောက်နိုင်တယ်ပြီးတော့ဒါပေမဲ့သူကအရိုးလိုမျိုးမာကျောချစ်လက်တဲ့အာပစ္စည်းတွေကိုသူကမဖောက်နိုင်ဘူးပေါ့အထူးသဖြင့်ကျွန်တော်တို့ရဲ့အရိုးမှာ calcium လို့ခေါ်တဲ့ ဒီမှာကြောတဲ့အရာတွေပါတယ်ဒါကြောင့်ကျွန်တော်တို့အယိုးကိုမဖောက်နိုင်ဘူးပြီးတော့အယိုးက x-ray တွေကိုတေချာလေးစုပ်သွားတယ်ဒါကြောင့် x-ray ဆက်နဲ့ကျွန်တော်တို့ပြစ်လိုက်တဲ့အချိန်မှာခန္ဓာကိုယ်ကိုဖောက်သွားတယ်ဒါပေမဲ့အရိုးတွေကိုမဖောက်ပါဘူးအဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီလူရဲ့အနောက်မှာရှိတဲ့ flint များစီကို x-ray တွေအရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာအဲပုံရိပ်တွေထင်လာတယ်အဲ့တော့အရိုးရဲ့ပုံတွေထင်လာတယ်ပေါ့နော်ဆိုတော့ဒီ flint ကလည်းဒီ x-ray တွေနဲ့တွေ့လို့ရှိရင်အဖြူကနေမဲသွားတယ်ဒါပေမဲ့အရိုးရှိတဲ့နေရာတွေကတော့ဖြူနေသေးပဲဒါကြောင့်ကျွန်တော်တို့က ရိုးပုံတွေကိုသေချာလေးမြင်ရတယ်။ X-ray ကိုဒီ scientist တယောက်ကမထင်မှထားပဲနဲ့သူကရှာဖွေတွေ့ရှိခဲ့တယ်။သူကသူ့ရဲ့မိမကိုပထမအဦးဆုံး X-ray machine နဲ့ဆန်းပြီးတော့သူ့ရဲ့မိမရဲ့လက်ကိုဓာတ်ပုံရိုက်ကြည့်ရပေါ့နော်။ဆိုတော့ဒါကတော့ပထမအဦးဆုံး X-ray နဲ့ရိုက်ထားတဲ့ပုံပေါ့နော်။ပြီးတော့ scientist ကပဲ X-ray ကြောင့်ပထမအဦးဆုံးယူဘဗေဒရဲ့ Nobel ဆုကိုသူကရခဲ့တယ်။ X-ray အသာချက်တွေကတော့ X-ray ကဈေးချိုတယ်အဲပြီးအရိုးတွေမြင်ရတယ်၊သွားတွေမြင်ရတယ်ပြီးတော့အဲအဆုတ်ကိုလည်းမြင်ရတယ် ရင်ဘက်ပြဿနာတွေကိုလည်းကျွန်တော်တို့သိနိုင်တယ်။သူရဲ့အားနည်းချက်ကတော့သူ့ရဲ့ radiation နည်းနည်းထိရဖြစ်တဲ့အတွက်နည်းနည်းလေးအန္တရာယ်ရှိတယ်လို့ပြောကြတယ်။ဒါပေမဲ့ခဏတစ်ဖြုတ်ကတော့ကိစ္စမရှိဘူးပေါ့နော်။ဒီ CT scan လို့ခေါ်တဲ့ဒီ scan လုပ်တဲ့ဟာကျတော့တကယ်တော့ X-ray နဲ့တူတယ်။ဒါပေမဲ့သူက X-ray မျိုးစောက်အသုံးပေမဲ့ခုနဓာတ်မှန်နဲ့တော့ပုံစံမတူတော့ဘူး။အာဒီစတီစကန်မှာလဲနေတဲ့ဒီစက်ကြီးထဲမှာ x-ray တွေကိုပပောင်းဆောင်ကနေပြစ်တယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ကွန်ပျူတာကနေတစ်ဆင့် အပုံနေရာနဲ့ခြေထောင်နဲ့ခြေပြီးတော့ရိုက်ပြွားလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတွေကို 3D ပုံစံသူကပြန်ပြီးတော့ထုတ်ပေးဆိုတော့ဥပမာအုံနှောင်းဆိုရင်လည်းအုံနှောင်းရဲ့ 3D ပုံစံကိုထုတ်ပေးဆိုတော့9မိနစ်လောက်လေလိုက်ရုံနဲ့တင်ဘယ်လိုမျိုး 3D ပုံတပုံထွက်လာရဲဆိုတော့တော်တော်လေးမိုက်တယ်ပေါ့နော်ဆိုတော့ DCD scan ကိုတီထွင်ခဲ့တဲ့သူကယူပါဗီတာနဲ့သူကမဆိုင်သူကဘာလုပ်လဲဆိုတော့အမ် musical engineering ကသူပေါ့နော်ဆိုတော့ music နဲ့ပတ်သက်တဲ့ engineering ဒီ CT scan နဲ့ကျွန်တော်တို့ COVID-19 ကြောင့်ဖြစ်တဲ့ပေါ့နော်ဒီအဆုတ်ထိခိုက်တာတွေကအစသူကစမ်းသပ်လို့ရတယ် CT scan ကိုဘယ်လိုနေရာမှာသုံးလဲဆိုရင်အုံနောက်ကိုထိခိုက်မိတာမျိုးတွေပြီးတော့အုံနောက်သွေးရုံစိတ်မှုတွေအဲပြီးလို့ရှိရင်ကျွန်တော်တို့အဲဒီရုတ်တရက်ပေါ့နော် accident တစ်ခုခုကြောင့်ဖြစ်ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတစ်ခုထိွားရဲဆိုလို့ရှိရင်အတွင်းကလေးစာတွေဘယ်နေရာတွေကိုထိွားလဲဆိုတာကိုသိချင်းလင်းလင်းမြန်မြန်ရိုက်လို့ရတယ်ပေါ့နော်ဒါကြောင့် CT scan ကတော့တော်တော်လေး convenient ဖြစ်ပြီးတော့အသုံးဝင်တဲ့ပစ္စည်းတစ်ခုဖြစ်တယ် CT scan ကလင်းမြန်တယ်တိကျသလောက်သူက radiation လေးတော့နည်းနည်းလေးပို့ပြီးတော့များတယ်ပေါ့နော်ဆိုတော့ဒါကြောင့်အမြဲတမ်းတော့လုပ်နေလို့မရတခါတလေအေးပေါ့ဆိုရင်တော့လုပ်လို့ရပါတယ် MRI ဆိုတဲ့ကောင်ဒီကောင်ကကြတော့တော်တော်လေးနာမည်ကြီးရယ်ဘာလို့လဲဆိုတော့ကျွန်တော်မကြမကြဗီဒီယိုတွေတက်လာတာတွေ့ရတယ်ဆိုတော့ MRI ဆက်ကနော်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ material တွေကိုသူကရုပ်တရက်ဆွဲပြီးတော့လူကိုယ်တိုင်းဟောပါဆွဲသွားတယ်ဆိုပြီးတော့ခဏခဏဗီဒီယိုတွေတက်လာတာကိုတွေ့ရတယ် ဆိုတော့တကယ်ပေါ့နော်ဘာလို့လဲဆိုတော့ MRI ဆက်ထဲမှာပါတဲ့အဲတန်လိုက်တွေကဘယ်လောက်တော့အပြင်းလဲဆိုရင်ကျွန်တော်တို့ဒီကားတွေဘာတွေကိုမြတ်တဲ့အချိန်မှာဆွဲတဲ့တန်လိုက်တွေထက်တောင်မှပို့ပြီးတော့ကြီးရဲအဲပို့ပြီးတော့ကြီးဟာတော့မဟုတ်ဘူးပို့ပြီးတော့အပြင်းတယ်ဆိုတော့ဒီကောင်တွေကဒါကြောင့်ဒီ MRI ရှိတဲ့အခန်းထဲကိုကျွန်တော်တို့တန်လိုက်စေတတ်တဲ့ပစ္စည်းတစ်ခုနဲ့ဝင်သွားမယ်ဆိုရင်လေချက်ချင်းကျွန်တော်တို့ဘာဆွဲအောင်မှာပေါ့နော်ဆိုတော့ကဲဒါဆိုရင် MRI ကဘယ်လိုလုပ်လုပ်လာလဲဆိုတော့တစ်ချက်လောက်ကြည့်ကြည့်မယ်ပေါ့နော် အ MRI က magnetic resonance imaging ဆိုတဲ့အတိုင်းပဲတန်လိုက်တင်နေအလုပ်လုပ်တယ်ဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့အ water တွေပေါ့နော်ဒုတိယခန္ဓာကိုယ်ထဲမှာရေဓာတ်ကအရင်များတယ်ဆိုတော့ဒီရေမှာပါတဲ့ hydrogen atoms တွေပေါ့နော် hydrogen atoms တွေက MRI ဆက်ကလွတ်လိုက်တဲ့တန်လိုက်ဆက်ကွင်းနေနဲ့တွေ့တဲ့အချိန်မှာသူတို့တွေကလိုက်ပြီးတော့ align ဖြစ်သွားတယ်ပေါ့နော်ညီညာလေးဖြစ်သွားတယ်ဒါပေမဲ့ဒီ အကျိတ်တွေကန်ဆာအကျိတ်တွေရှိနေတဲ့နေရာတွေမှာဆိုလို့ရှိရင်အဲတိတ်ပြီးတော့ပေါ့နော် hydrogen molecules တွေကတိတ်ပြီးတော့ align လိုက်မဖြစ်ဘူးအဲ့အချိန်မှာ radio wave တွေဖြစ်လိုက်တယ် radio wave တွေနဲ့သူကစမ်းသပ်လိုက်တဲ့အချိန်မှာ radio wave တွေကိုဘယ်လိုမျိုးအဲဘက် hydrogen atoms တွေကဘယ်လိုတုံ့ပြန်လဲဆိုတာကိုသူက computer နဲ့စစ်ဆေးဆိုဆက်ဆေးလိုက်တဲ့အချိန်မှာအော်ဘယ်နေရာမှာတော့အဲကင်ဆာအကျိတ်တွေရှိရဲဆိုတာကိုအကြမ်းဖြင့်တွေ့ရတယ်ပေါ့နော်ဆိုတော့ဒါက MRI ကတော်တော်လေးကိုအဲစကေးချမ်းတယ်ပေါ့နော် MRI ဆက်နဲ့ကျွန်တော်တို့အုံနောက်တွေပြီးတော့သွေးကြောတွေပြီးအကျိတ်တွေပြီးကြွက်သားတွေပြီးတော့အဆစ်တွေစတဲ့ဟာတွေကိုလည်းအကုန်လုံးစမ်းသပ်ကြည့်လို့ရပါတယ် MRI ရဲ့ကောင်းတဲ့အချက်ကတော့သူကအရန်တိကြတယ်အပြောလို့ရှိရင် soft tissue တွေကိုလည်းတိတိကျကျပုံတွေထုတ်ပေးနိုင်တယ်ပြီးတော့ဓာတ်ရောင်ကြီးလည်းလောမထီပြီးတော့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအုံနောက်နဲ့အာရုံကြောအတွက်လည်းကောင်းတယ်ဆိုတော့အာအားနေချက်ကတော့ခုနပြောလို့ပဲဈေးကြီးတယ် အဲဈေးကြီးရယ်ပြောလို့ရှိရင်အဲသူကနည်းနည်းနားညည်းရယ်ပေါ့နော်ဆိုတော့ခုန radiation နေနည်းနည်းလေးနားညည်းရယ်လို့ပြောလို့ရတယ်။ ultrasound လူတိုင်းသိမဲ့ကောင်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ ultrasound ဆိုတာကအတန်လွန်လိုင်းလို့လည်းကျွန်တော်တို့အကြမ်းမြင်ပြောလို့ရတယ်ပေါ့နော်။ဆိုတော့ပုံမှန်လူတယောက်ကြားနိုင်တဲ့အတန်ကချိန်နှုန်း20ရာနေပြီးတော့ချိန်နှုန်း2000အထိတုန်ခါတဲ့အရာဝတ္ထုတွေစီကလာတဲ့အတန်တွေကိုကြားရတယ်။ဒါပေမဲ့ ultrasound ထုတ်တဲ့ source ကတော့အဲချိန်နှုန်း2000ကျော်3000လောက်ရှိတဲ့ အာ line တွေကိုထုတ်တာပေါ့နော်ဒီ line တွေကိုကျွန်တော်တို့ကဒီအတန် line တွေကို ultra sound လို့ခေါ်တယ်ဆိုတော့ ultra sound ကကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ကိုအပစ်လိုက်တယ်ပစ်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ soft tissue တွေကိုထိရဲ့အချိန်မှာသူကပြန်ပြီးတော့ reflect လုပ်တယ်ပေါ့နော်ဒီနီလန်းနဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကပုံရိပ်တွေကိုအဲ dye light computer ပေါ်မှာကြည့်နေလို့ရပါတယ် ultra sound နဲ့ဘလို့အရာတွေကိုကြည့်နိုင်လဲလို့ပြောရင်အကျွန်တော်တို့ခန္ဓာကိုယ်မှာရှိရဲ soft tissue တွေပြောလို့ရှိရင်အသည်တွေနှလုံးတွေကြောက်ကတ်တယ် ပြီးလို့ရှိရင်ကိုရင်းကလီကလီစာလှုပ်ရှားမှုတွေပေါ့ဗျာဆိုတော့ဒီလိုမျိုးအရာတွေကိုတိုက်ရိုက်ကြည့်နိုင်တယ်အာထရာဆောင်းကဘာရေဒီယေးရှင်းမှလည်းမထိဘူးအဲလူလည်းဘာမှနာကျင်တာမျိုးလုံးဝမရှိဘူးအဲဒါပေမဲ့အပြင်ဈေးလည်းချိုတယ်အဲဒါပေမဲ့အားနည်းချက်ကတော့အဲအာထရာဆောင်းမရှင်းကိုတုံးတဲ့ဆရာဝန်ရဲ့စကေးပေါ်မှာမူတည်ပြီးတော့စကေးကျွမ်းရင်ကျွမ်းတဲ့လောက်တိကျတဲ့အဖြေတွေထွက်စေတယ် mm ဒီတစ်ခုကတော့တချို့တော်တော်များတော့မသိဘူးဒါပေမဲ့အမျိုးသမီးတွေကတော့သိတယ်ပေါ့နော်ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ mammogram ကအာအမျိုးသမီးတွေကိုရင်သားကင်ဆာဖြစ်တဲ့အချိန်မှာစမ်းသပ်တာဆိုတော့အဲတကယ်တော့ဖြစ်တဲ့အချိန်မှာမဟုတ်ဘူးမဖြစ်ခင်၃နှစ်လောက်ကတည်းကကြိုပြီးတော့စမ်းသပ်ထားလို့ရတယ်ဆိုတော့မဖြစ်ခင်ဆိုတာထက်ပေါ့နော်အဲကြိုပြီးတော့အများနဲ့နှစ်တိုင်းစမ်းသပ်နိုင်မယ်ဆိုလို့ရှိရင်အာရင်သားကင်ဆာဖြစ်နိုင်တဲ့သူတယောက်ကမဖြစ်ခင်၃နှစ်လောက်ကြိုပြီးတော့ အသိနိုင်တယ်ပေါ့နော်ဆိုတော့ဒီ mammogram ဆက်ကြောင်းကဘာတဝမ်းမှာရှိတဲ့အမျိုးသမီးတွေကြောင့်အမျိုးသမီးတွေရဲ့ရင်သားကင်ဆာဖြစ်ပွားမှုကို40ရာခိုင်နှုန်းလောက်ကျွန်တော်တို့က short ချပြီးတော့ကုသပေးနိုင်ခဲ့တယ်ပေါ့နော် mammogram ကဒီ x-ray တွေနဲ့ပဲအလုပ်လုပ်တာဆိုတော့ x-ray ကတော်တော်လေးအသုံးဝင်တယ်ပေါ့နော်ဆိုတော့အဲဒီ mammogram ဆက်မဲ့သူကဒီအမျိုးသမီးတယောက်ကသူ့ရဲ့ဒီရင်သားတွေကို breast ကိုဒီစက်နဲ့ညှက်ကြတယ်ညှက်ပြီးလို့ရှိရင်အပေါ်ကနေ x-ray တွေနဲ့သူကပြည့်ကြည့်ရပေါ့နော် အဲ့ကနေတစင်အကျိတ်တွေကိုသူကသိနိုင်တယ်ပေါ့နော်အမျိုးသမီးအနေနဲ့တော့ဒီမမ်မိုဂရမ်ကိုအသက်40ကျော်လာပြီဆိုလို့ရှိရင်တော့20တိုင်းအများရန်သွားပြီးတော့စစ်ဆေးတာမျိုးလုပ်တင်တယ်အထူးသဖြင့်ကိုယ့်ရဲ့မိသားစုဒီ family ထဲမှာဒီလိုရင်သားကင်ဆာနဲ့ပတ်သက်တဲ့ history ရှိတာမျိုးဆိုရင်ပို့ပြီးတော့နှစ်တိုင်းစစ်ဆေးတင်တယ်ပေါ့နော် PD scan ဆိုတာကတခြားကောင်တွေနဲ့နည်းနည်းလေးကွာတယ်။သူကကြတော့ဒီကျွန်တော်တို့ sales တွေခန္ဓာကိုယ်မှာရှိတဲ့ sales တွေပြီးရင် cancer sales တွေရဲ့ ဲတကြားစားသုံးမှုကိုသူကတိုင်းတယ်ဆိုတော့ energy စားသုံးမှုပေါ့ဗျာဆိုတော့အဲ့ energy ရဖို့အတွက်ကျွန်တော်တို့ကတကြားလေးတွေခန္ဓာကိုယ်ထဲကိုပြစ်ထည့်လိုက်တယ်ဆိုတော့အဲ့တကြားလေးတွေကရိုးရိုးတကြားမဟုတ်ဘူးအဲ radio active လို့ခေါ်တဲ့ဒီ radio တက်တိကြွားတဲ့တကြားလေးပေါ့နော်ဆိုတော့ဒီ radio တက်တိကြွားတဲ့တကြားလေးတွေကထုတ်လွှတ်လိုက်တဲ့ radio line တွေကိုပုံမှန်ကျွန်တော်တို့ရဲ့ cell တွေကလည်းစားသုံးတယ်ပြီးတော့ဒီ cancer cell တွေကလည်းပို့ပြီးတော့စားသုံးတယ်ပေါ့နော်အဲ့ဒီအချိန်မှာ အဲကျွန်တော်တို့ကကင်ဆာဆဲလ်ကိုကြည့်လိုက်တဲ့အချိန်မှာပုံမှန်ထက်ပိုပြီးတော့ glow ဖြစ်နေအောင်တွေ့ရတယ်။ဆိုတော့အဲ့အချိန်မှာကျွန်တော်တို့ကကင်ဆာဆဲလ်ကိုအော်ဒီနေရာမှာဘယ်နေရာမှာကင်ဆာဆဲလ်တွေရှိရဆိုတာကိုခံမှန်းကြရတယ်ပေါ့နော်။အဲ့တော့သူကဆဲလ်တွေရဲ့ energy စားသုံးတာကိုတိုင်းတဲ့အပြင်ကင်ဆာကိုလည်းတိုင်းတယ်။အဲပြီးသွားလို့ရှိရင်သူကဒီ cells တွေရဲ့ activity ပေါ့နော်လုပ်ငန်းဆောင်တာတွေကသူကတိုင်းလို့ရတယ်။ဆိုတော့ဒါကြောင့်အာ Alzheimer လိုမျိုးရောဂါတွေကိုလည်းသူကသိနိုင်တယ်။ PET scan ကတော့နည်းနည်းလေးအရေးပါတယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့ ူကကင်ဆာအဆင့်တွေကိုသိဖို့ကင်ဆာအခြေအနေအကျိတ်အခြေအနေတွေကိုသိရဖို့အုံနောက်အခြေအနေတွေကိုသိရဖို့သုံးရတယ်ပေါ့နော်။ဒါကြောင့်လူတယောက်ကင်ဆာကအဆင့်ဘလောက်မှရှိလဲဘာညာသိသိကျင်တော့ကျွန်တော်တို့ PET scan နဲ့ဖတ်ကြရပေါ့နော်။သူကနည်းနည်းတော့ဈေးများတယ်ပြီးရင်ဓာတ်ရောင်ကြီးထိတွေ့မှုကလည်းနည်းနည်းပိုပြီးတော့ပုံမှန်ဟာကြီးထက်များတယ်ပေါ့နော်။အဲဒါပေမဲ့လည်းအရန်ကိုအရေးကြီးတဲ့ step တွေကိုသူကတိုင်းတာပေးနိုင်တာဖြစ်တဲ့အတွက်လိုအပ်လာလို့ရှင်တော့မဖြစ်မနေသွားပြီး scan ဖတ်ဖို့လိုအပ်တယ်။ ဘယ်စကန်ကအကောင်းဆုံးလဲဘယ်ဟာကအသုံးဝင်ဆုံးလဲလို့တော့ကျွန်တော်တို့ပြောလို့မရဘူးဘာလို့လဲဆိုတော့အဲသူ့ရဲ့နေရာပေါ်မူတည်ပြီးတော့စကန်ဖတ်ကားတဲ့အမျိုးအစားလည်းတူမှာမဟုတ်ဘူးပေါ့နော်အဲလူတယောက်တွေ့တိုင်းအမြဲတမ်းဓာတ်မှန်ရိုက်ခိုင်းနေလို့လည်းမရဘူးအာထရာဆောင်ရိုက်ခိုင်းနေလို့လည်းမရဘူးဆိုတော့ CT scan လည်းတွားရိုက်ခိုင်းလို့မရဘူးဒါဆရာဝန်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာမူတည်ပြီးတော့ရောဂါအခြေအနေနဲ့ကိုက်ညီတဲ့စကန်ကိုဖတ်ကားမယ်ပေါ့နော်ဒါကတော့ဆေးပညာမှာအသုံးပြုနေတဲ့ scan ဖတ်တဲ့ machine တွေအကြောင်းရယ်နောက်မှာသူ့ရဲ့ဒီ physics သဘောတရားလေးတွေကိုကျွန်တော်အကြံပြပြခဲ့တာဖြစ်ပါတယ်